ီမှာအဖြစ်ပြက်ကတော့တဲ့မနှက်ကနဲ့မတူဘူးတဲ့မှန်တယ်မတူဘူးเนาะမနှက်ကမနှက်ကနဲ့မတူဘူးမနှက်ကနဲ့မတူဘူးဆိုတဲ့အကြောင်းရင်းက မနှက်ကရေနဲ့မိုးနဲ့ပဲကြီးတာဗောနော်ဒီနေ့ကျတော့ဒီနေ့ကျတော့ငလျင်မှာ ပိုလာတယ်တဲ့เนาะအဲ့ဒါဆိုတော့အခုဖြစ်ပြနေတာကတော့ဒီမှာဘာတူလဲဆိုတော့ပြပေးရပေါ့เนาะ โอ้မြန်မာနိုင်ငံမန္တလေးမြို့ကြီးရေဘာတွေဖြစ်နေပြီလဲလို့ပြောချင်တယ်ပေါ့เนาะမြန်မာတီတီအောင်ဟင်းကျေလေဟမ်ဟမ်ဒီကြီးလဲအော်ကိုကြီးမနော်ဟင်းကြီးကြီးက နစ်ကနဲ့မတူဘူးအဲမလင်းဘေးကိုကြောက်လို့မလင်းအင်ဂျီလို့မန္တလေးကိုကြောက်လာတာอืมဒီဘောကလေးနဲ့အိဒီယာတွေကိုကြည့်လာဝင်ကြည့်ကြည့်အောင်ကြည့်ကြည့်ကြည့်အောင်ကြားလာဒီဘောကလေးနဲ့မနစ်ကနဲ့မတူဘူးနော်လာလိုက်လောကရအချောင်းယူယူလည်းပဲဆက်မတွက်ပါဘူးอืมအဲ့တော့မတွက်ပါဘူးအဲแกไม่ตึบบ่าตะบะก็ตอดอ่ะเปียกก้าวนี่นะอ๋อ ငလင်လာလိုက်မိုးလာလိုက်လေလာလိုက်တော့မလုံနေသလားဘာမှမကြံတော့ဘူးကြည့်လားဘာမှမကြံတော့ဘူးကဲဒါပြောတော့ပြီပေါ့နော်ငလင်လာလိုက်မိုးလာလိုက်လေလာလိုက်တော့မလုံနေတဲ့ဘာမှမကြံတော့ဘူးတဲ့တကယ်တမ်းတွေးကြည့်ရင်တကယ်ဒါဝေကတွေတကယ်ရတယ်နော်ဒါကြောင့်ဘယ်အရာမှကိုယ်နဲ့မမြဲဘူးပေါ့နော်ကိုက အာကိုရှာဖွေစူးစမ်းထားတဲ့အကြောင်းအရာတွေဟာပစ္စည်းဥစ္စာတွေအာကိုကချွတ်ချွတ်တတာနဲ့တိမ့်ဆဲတယ်ချွတ်ချွတ်တတာနဲ့အာစူးစမ်းထားတယ်ဆိုပေမဲ့ပြည့်ရမယ့်အချိန်ရောက်လာလို့ရှိရင်ဘယ်သူမှငင်းဆန်လို့မရဘူးပြစ်တာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ကံ အကြောင်းတရားနဲ့သူ့ရဲ့အချိန်အခါကရောက်လာတာပဲပေါ့နော် ဥပမာကိုကဘလောက်ပဲချွတ်ချွတ်တတားနဲ့စူးစောင်းသိစက်ထားပေမဲ့အခုလိုမျိုးတဘာဝဘေးအန္တရာယ်နဲ့တွေ့လာရင်ဘာမှလုပ်လို့မရဘူးပေါ့နော်ဟုတ်ပြီနော်ဟိုတဘာဝဘေးရဘေးအန္တရာယ်နဲ့တွေ့လာလို့ရှိရင်လူတောင်မှမသေးချဘူးပေါ့နော်မြင်တဲ့အတိုင်းပါပဲဒီနှစ်ဆိုလို့ရှိရင်အများကြီးပဲဆုံးရှုံးပစ္စည်းဓာတ်တွေကလည်း အများကြီးအဲ့ဒီမှာမှလူတွေကလည်းအများကြီးပါသွားတာထောင်နဲ့ချီပဲရှိတယ်ပေါ့နော်ဒါလေးတွေကိုကိုကမြင်နေရရင်ကြည့်မြင်ရတဲ့အခါကျရင်အော်ကိုဘလောက်ပဲခြွေတာခဲခြွေတာခဲပေါ့နော်စူဆောင်းခဲစူဆောင်းခဲပြည့်ရမယ်အချိန်ရောက်ရင်ပြတ်တတ်တယ်ဆိုတာကိုဒါပြီးတော့ပြပြပေးတာမျှဝေပေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ လူချင်းချင်းကိုခင်ခင်မင်းမင်းချစ်ချစ်ခင်ခင်နဲ့နေမယ်ဆိုလို့ရှိရင် အကောင်းဆုံးလို့ပဲပြောချင်တယ်ပေါ့နော်တရားနဲ့တရားမာမာနာတွေမထားကြနဲ့အာတရားနဲ့တရားအဲ့လိုမျိုးမာမာနာတွေထားရဲဆိုတာကလည်းမကောင်းဘူးပေါ့နော်โอเคဘိုင်ဘိုင်ဗီဒီယိုလေးရတော့ဒီလောက်ပါပဲတော့နောက်ဗီဒီယိုကြမှာကျွန်တော်တို့ပြန်လဲဆုံကြကြမယ်နော်ဘိုင်ဘိုင် sekarang menikah sama dulu